ကွန်ပျူတာနှလုံးကို DIY အဖြစ်နဲ့ပေါ့နော်စပြီးတော့ဆင်တော့မယ်ဆိုရင်ပထမဦးဆုံးဒီကွန်ပျူတာပစ္စည်းတွေဖြစ်တယ်ပေါ့နော် CPU တို့ဒီ graphic card တို့အဲသူတို့ကိုပထမဦးဆုံးစပြီးတော့စဉ်းစားရမှာမဟုတ်ပါဘူးတကယ်တမ်းစဉ်းစားရမှာပေါ့နော်ကျွန်တော်တို့ဒီကွန်ပျူတာနှလုံးကိုစဆင်တော့မယ်ဆိုရင်ဒီကိုကဒီကွန်ပျူတာကိုဘယ်နေရာမှာသုံးနေတာလဲအဲဥပမာဒီ office အပိုင်းပေါ့နော် ဒီစာစီစာရိုက်အဲ့အဲ့အပိုင်းတော့ပဲသုံးနေတော့လားဒါမှမဟုတ်ကျွန်တော်တို့ကဒီ gain ဘိုင်းပေါ့နော် gain နေတဲ့ gain ဆော့ချင်တာလားဒီ stream လွှတ်ချင်တာလားဒါမှမဟုတ်ရင် video editing အပိုင်းပေါ့နော်ဒီ premiere pro တို့အဲ့အဲ့အပိုင်းကိုပြုလုပ်ချင်တာလားအဲ့ဒါကိုစပြီးတော့စဉ်းစားမှာ ဖြစ်ပါတယ်ဒီ gaming pc တို့ဒီ video editing အပိုင်းအတွက်ပေါ့နော်ဒီ pc ဘိုင်းအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုဘယ်လိုရင်ကောင်းမလဲ အဲတချို့ CPU တွေอ่ะဗောနော်ဒီမသားဖို့အပိုင်းကိုလည်းရွေးတယ်ဒီအများအဖြစ်ပေါ့နိ overclock လုပ်လို့ရတဲ့ CPU တွေอ่ะမသားဖို့ရွေးပြီးတော့တုံးအောင်มาဖြစ်တယ်အဲ့တော့ဒီနှစ်ပိုင်းဗောနော်ဒီထွက်နေတဲ့ကွန်ပျူတာပစ္စည်းတွေအပိုင်းပုံမှာမူတည်ပြီးတော့ဒီ gaming PC နဲ့ဒီ video editing အပိုင်းဗောနော် PC အကြောင်းအဲအဲ့ဒါကိုပြောပြမှာဖြစ်ပါတယ် ီလိုမျိုးဗီဒီယိုအကြောင်းတွေကိုကြိုက်တယ်ဆိုရင် like နဲ့ share ပေးပါအဲတကယ်လို့ဟိုသိကျင်တာတို့ပေါ့နော်အဲမသိတာတို့ရှိရင်လည်း comment မှာ ရေးပြီးတော့မေးလို့ရပါတယ်အရင်ဆုံး gaming PC နဲ့ပတ်သက်ပြီးတော့ဒီ game အမျိုးအစားပုံမှာမူတည်ပြီးတော့ဒီ၃မျိုးခွဲပြီးတော့ပြောပြချင်ပါတယ်ဒီ Dota game ကြီးကတော့ CPU အပိုင်းမှာပေါ့နော် ဒီ Intel Pentium တို့အဲအဲ့လောက် CPU ဆိုရင်ပဲလုံလောက်နေပြီအဒီတက်ပို့ပြီးတော့ကောင်းနေတော့ဗောနော် i3 အဲအဲ့လောက်ဆိုရင်ပဲရပြီဒီကလေးလို့ AMD အပိုင်းကိုတုံးညင်နေဆိုရင်ဗောနော် Ryzen 3အဲအဲ့လောက်အဲ့လောက်အထိပဲဗောနော်အနည်းဆုံးထားပြီးတော့စဉ်းစားစီခြင်းနေအတူတက်နေနေဗောနော် Ryzen အပိုင်းက CPU တွေကိုတော့အမပေးဘူးဒီ GPU အပိုင်းကိုတော့ဒီလို CPU ထဲမှာ တချို့ eGPU ပါတယ်ပေါ့နော်ဒီ CPU ဆိုရင်လည်းဒီ game တွေကဆော့လို့ရနေတယ်အတကယ်လို့ကိုက graphic ကကောင်းကောင်းဒီ graphic ကောင်းကောင်းပေါ့နော်အဲ့ဒါနဲ့ဆော့ခြင်းလည်းဆိုရင်တော့ဒီတက်တက်ပေါ့နော်ဒီ graphic ကဒီ GTA 1030အဲ့အပိုင်းလောက်ဆိုရင်ပဲတော်တော်လေးဒီဂိမ်းတွေကလုံလောက်နေပြီတကယ်လို့သူတက်ကောင်းနေတော့ဗောနော်1050တို့ဒီ AMD ရဆိုရင်570တို့ဒီ50 RX50 အဲအဲ့လောက်အပိုင်းဆိုရင်ပဲတော်တော်လေးလုံလောက်နေပြီဒီဂိမ်းရပေါ့နော်နောက်တစ်ခု SSD ကကြတော့ဗျာနှစ်ခုခွဲပြီးတော့30နေတယ်တစ်ခုကဒီ256 GB လောက်ပေါ့နော်ဒီ Windows အပိုင်းကိုတီးတန့်ပေါ့နော်တွင်းပြီးတော့30နေတယ်အဲနောက်တစ်ခုကကြတော့ဒီ SSD ပြောမယ်ဆိုဗျာဒီ512လောက်ပေါ့နော်အဲ့လောက်အပိုင်း SSD ကိုဒီ game အတွက်ပေါ့နော် တီးတန့်ထားပြီးတော့သုံးသေးခြင်းနဲ့ run ဘိုင်းမှာကျတော့ဒီ8 git ဆိုရင်ပဲဒီ game ကြီးကတော်တော်လေးလုံလောက်နေပြီတကယ်လို့ကိုက8 git ကိုပဲပေါ့နော်အများအားသုံးညင်နေနောက်ထပ်ထပ်ပြီးတော့ပေါ့နော်16 git တို့ပါတော့ထပ်ပြီးတော့ထပ်ပြီးတော့မသုံးတော့ဘူးအဲ့ဒါမျိုးဆိုရင်တော့ဒီ4 git ပေါ့နော်နှစ်ချောင်းအဲ့ဒါမျိုးနှစ်ချောင်းကိုသုံးတာပိုကောင်းတယ်ဒီ8 git တစ်ချောင်းနဲ့သုံးတာလက်ဆိုင်ပေါ့နော် and နောက်တစ်ခုကကျတော့ဒီ power supply ပေါ့နော် power supply ဆိုရင်ဒီကောင်ဒီ gain တို့ဒီ CPU တို့အတွက်ကတော့ဒီဒီ power supply อ่ะဝက်900ပေါ့နော်အဲ့ပတ်ဝန်းကျင်လောက်ဆိုရင်မဲတော်လေးလုံလောက်နေပြီနောက်တစ်ခုကဒီ single player gain နေပေါ့နော်ဥပမာဒီ GTA gain တို့ GTA 5 gain တို့နောက်ပြီး Ace of Empire ပေါ့နော်အဲအဲ့လိုမျိုး gain အပိုင်းတွေကြတော့ ဒီ CPU ကိုအနည်းဆုံးတော့ i3 Ryzen မှာဆိုရင်တော့ R R Ryzen 5 Ryzen 3ပေါ့နော်အဲ့လိုအနည်းဆုံးတော့ထားပြီးတော့သုံးသေးခြင်းတယ်အဓိကပိုကောင်းခြင်းရင်တော့ဒီ i5 ဒါမှမဟုတ်ရင် Ryzen 5အဲ့အဲ့လိုဆိုရင်ပဲတော်တော်လေးလုံလောက်နေပြီ Game Tro မြင်များဒီ graphic card ပေါ့နော်အနေအထားဒီ GTX 1030ပဲဖြစ်ဖြစ်ပေါ့နော်ဒီအခုနောက်ဆုံးထွက်နေတဲ့ ဒီ RTX 3090လို့ပဲပေါ့နော်အဲအဲ့ဒါအကုန်လုံးကတော့နော် game game အကုန်လုံးကဆော့လို့ရတယ်။ quan ရတာဒီ game တွေမှာကျွန်တော်တို့ဒီ game အထက်တွေက setting တွေကိုကိုကဘယ်လိုချိန်ညင်လဲပေါ့နော်ဒီ graphic က graphic ကောင်းကောင်းထားပြီးတော့ဆော့မလား graphic ကိုဒီအနေဆုံးထားပြီးဆော့မလားအဲအဲ့ဒါမျိုးနဲ့ပဲ quan ချသွားတာ SSD အပိုင်းမှာသူကဒီ git ဒီ download ဆွဲရတဲ့ git တွေကအများကြီးအဲ့တော့ အများအားဖြင့်ပြောတော့ 1TB SSD တို့ဒါမှမဟုတ်လေသူထနေပေါ့နော်512ပေါ့နော် SSD အဲအဲ့လောက် ထားပြီးတော့ပေါ့နော်သုံးစီခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ SSD ကပေါ့နော်ဒီ kit များများလေးများလေးပိုကောင်းလေးပေါ့နော်အားကြောင့်မို့ပါ multiplayer game တို့ CPU ကတော့ဒီ i5 ပေါ့နော်အနည်းဆုံး i5 ဒီ Ryzen AMD Ryzen ဆိုရင်တော့ Ryzen 7 5ပေါ့เนาะအနည်းဆုံးဒီ graphic card မှာကြာတော့အနည်းဆုံးကတော့ GTX 10 1660လို့1660 Ti လို့ပေါ့เนาะအဲ့လောက်အပိုင်းကိုတော့အနည်းဆုံးထားပြီးတော့ဒီအပေါ်ပိုင်းကိုပေါ့เนาะရွေးသိချင်တယ်1080 B ဒီ144 Hz ပေါ့เนาะအဲအဲ့ဒါမှအဲ့လောက်အပိုင်းကိုပြီးနိုင်မှာပေါ့เนาะအဲ့ဒါမှလည်းဒီဒီ online multiplayer game တွေက solo ပိုကောင်းပါအဲ RAM ဘိုင်းမှာကြတော့ဒီ 8GB နှစ်ချောင်းဆိုရင်ပဲဘယ်ဂိမ်းမစိုးဘောနော်အခုလောတဲ့ဂိမ်းအကုန်လုံးကအများအပြားဒီ8ကနှစ်ချောင်း 16GB ကတော်တော်လေးလုံလောက်နေပြီအဲအဲ့ဒီ i7 မှာဒီ K ပါတယ်ဗောနော်ဒီ overclock လုပ်တဲ့လုပ်လို့ရတဲ့ဒီ CPU အဲ့ဒီအဲ့လိုမျိုး CPU ကိုသုံးမယ်ဆိုရင်တော့ဒီ Z series ဗောနော်ဒီ overclock တီးတန်းလုပ်လို့ရတဲ့ဒီ motherboard အပိုင်းဗောနော်အဲ့ဒါမျိုးပဲရွေးစီရှင်တယ်အဲ့ဒါအရင်ရေးကြည့်ပါတယ် တချို့อ่ะဗျာဒီပြောမစို့ဗျာနောက်နောက်မှာဒီ i7k bar ရဲ့ဘာเนาะ overclock လုပ်လို့ရတဲ့ CPU တွေဝယ်ပြီးတော့ဒီ motherboard ကောင်ပေါ့เนาะ B series အဲ i series နဲ့သုံးနေရင်ဒီ CPU ရဲ့ပေါ့เนาะအမြင့်ဆုံးပါဝါကိုမရောက်နိုင်အောင်ပြောမယ်ဆိုဗျာဒီ CPU ကဂျာဂိုင်းလုံး100တွားနိုင်တယ်ဆိုရင်ဒီ B series motherboard မှာသုံးတယ်ဆိုရင် အနည်းဆုံးကဗျာ90 80အဲ့လောက်ရာခိုင်နှုန်းလောက်ပဲဟောအမြင့်ဆုံးပေါ့နော်အဲ့လောက်ထိပဲသွားနိုင်တယ်အဲ့ဒီ video editing PC ဘိုင်းအတွက်ကြတော့ဒီ CPU ကိုအဓိကထားပြီးတော့ကြည့်ပြီးတော့ဝင်ရမှာဖြစ်တယ်ဒီအရှိရပေါ့နော်ဒီ gaming PC တွေကြတော့အဲ့အပိုင်းအတွက်ကြတော့ဒီ graphic card ပေါ့နော်အဲ့ဒါကိုအဓိကထားပြီးတော့သုံးပြီးတော့ဝင်ရမှာဖြစ်တယ် အဲ့တော့ဒီ video editing အပိုင်းတော့သုံးမယ်ဆိုရင် CPU အဓိကဖြစ်တဲ့တော့ CPU ကိုတော့ဖြစ်နိုင်ရေပေါ့နော် i5 အဲ့ဒါကတော့အ ਨੇ သုံး base ပဲပေါ့နော်ဒီထက်အကောင်းဆုံးကတော့ i7 အဲ့လောက်အပိုင်းကိုပေါ့နော်အ ਨੇ သုံးထားပြီးတော့သုံးစီရှင်တယ်ဒီ video editing အပိုင်းကဒီ CPU ကိုအရင်အများကြီးအဓိကကြည့်တယ် CPU ပေါ့နော်ဒီဒီ core များတဲ့ဟာတွေကိုပို့ပြီးတော့အဓိကထားတယ် ဒီ video editing ပိုင်း software တွေอ่ะပေါ့เนาะအဲနောက်တစ်ခုอ่ะကြာတော့နောက် RAM RAM อ่ะလည်းအဲ့လိုပေါ့เนาะအနည်းဆုံးဒီကောင်ဒီ 16GB ကိုပေါ့เนาะအနည်းဆုံးထားပြီးတော့သုံးရမယ်သူက RAM လည်းအရင်စားတယ်ဖြစ်နိုင်တော့ပေါ့เนาะ 32GB တော့ပါတော့အဲအဲ့လောက်ထိတော့သုံးသေးခြင်းတယ်အဲနောက်တစ်ခုอ่ะဒီ video editing အပိုင်းအတွက်ပေါ့เนาะသုံးမယ်ဆိုရင် graphic card ကဒီ Nvidia ပေါ့နော် graphic card တွေကိုပဲဝယ်ပြီးတော့သုံးသိခြင်းတယ် SSD ကိုတော့ သုံးမျိုးခွဲပြီးတော့သုံးစေခြင်းတယ်အဲတခုอ่ะဗောနော်ဒီ window software အပိုင်းတီးတန့်ထားတယ်ဒီ SSD တခုဗောနော်နောက်တခုอ่ะကြာတော့ဒီဒီပြောမစလို့ဒီ game software လို့ဒီလိုမျိုးဗောနော် premiere ဗောနော် video editing အပိုင်းသုံးမဲ့ software အပိုင်းလို့အဲ့ဒါတွေကိုထားတယ် SSD တခုအဲနောက်တခုကတော့ဗောနော် SSD မဟုတ်ဘဲနဲ့ဒီ hard disk ဗောနော် HDD အဲ့ဒါတွေလည်းဖြစ်တယ် အဲသူကတော့ဗျာကျွန်တော်တို့ပြုလုပ်ပြီးသားဘောနော်အားလုံးဒီ video editing ပြီးွားတဲ့ဒီ video တို့ပါတော့ဓာတ်ပုံတို့အဲအဲ့အရာတွေကိုတိမ့်ဖို့တည်တန်းတစ်ခုပေါ့နော်အဲအဲ့လိုမျိုးသုံးခုခွဲပြီးတော့သုံးသေးခြင်းအဲ့အရာပို့ပြီးတော့လည်းပြောအောင်ဆိုတန်လဲတန်တယ်ပေါ့နော်သုံးလို့လည်းပုံကောင်းတယ်အဲနောက်ဆုံးပြောပြရရင်တော့ဒီ gaming pc အပိုင်းတော့အတော့အဓိကကတော့ဒီ graphic card ကိုအဓိကထားပြီးတော့ရွေးရမယ် RAM ဘိုင်းမှာဆိုရင် 8 gig နဲ့ချောင်း16 gig အဲ့လောက်ဆိုရင်ပဲဒီအခုထွက်နေတဲ့လောလောဆယ်ထွက်နေတယ်ပေါ့နော် gain အကုန်လုံးကတော်တော်လေးကိုလုံလောက်နေပြီဒီထက်ပိုပြီးတော့ပေါ့နော် RAM များွားလဲသူကအလားအသဖြစ်တယ်ပေါ့နော်အဲ graphic card အပိုင်းကိုဆိုရင်တော့အကောင်းဆုံးကတော့ဒီ Nvidia ပေါ့နော်အဲ့အပိုင်းကိုရွေးစေခြင်းတယ်အခုနောက်ဆုံးထွက်နေတာကတော့ RTX အပိုင်းတွေပေါ့နော်အဲသူ့အတွက် သူ့အောင်ပေါ့နော်ရုပ်ထွက်တာတွေပိုင်းအားဆက်လဲပို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့လဲပေါ့နော် software ပိုင်းမှာလဲတည်ငြိမ်တယ်အဲ့ဒါကြောင့်မို့ပါဒီ video editing အပိုင်း PC အတွက်ကတော့အဓိကကတော့ CPU နဲ့ RAM ပါ CPU ကတုံးတာပေါ့နော် မြင့်လေပို့ပြီးတော့ကောင်းလေအဲ့ဒီဒီ video editing ပိုင်း software ကိုတုံးတဲ့ခါကျရင်ပေါ့နော် CPU သူကဒီ core မြင့်လေများလေပေါ့နော်ပို့ပြီးတော့တုံးရတာတည်ငြိမ်လေပို့ပြီးတော့တုံးရတာ ပြောမှတော့တုံးလို့အရင်ကောင်းရေပေါ့နော် gaming pc တို့ပိုင်းတို့ဒီ video editing အပိုင်းပေါ့နော်ဒီ pc တွေကအရင်များပြားလုံးတယ်ပြောရမှာလည်းအရင်များတယ်ပေါ့နော်အတကယ်လို့ဒီထက်ပေါ့နော်သိကျင်တာတွေအများကြီးရှိသေးတယ်ဆိုရင်လည်း comment မှာကျွန်တော်ကိုရေးပေးပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်